င်္ဂလာပါခင်ဗျာနောက်ဆုံးရနိုင်ငံကသတင်းတွေကိုကျွန်တော်အီဇက်ကတင်ဆက်ပေးမှာဖြစ်ပါတယ်အမေရိကန်ဆိုရရန်ရရဆိုင်မှုတမိုင်းတစ်ချောင်းမှာအကြာဆုံးဖြစ်လာတဲ့အကြောင်းယူကလီးယားလက်နက်စမ်းသပ်မှုပြန်ဆမဲ့အဆိုပြုချက်တွေပေးဖို့ပူတင်ကအမိန်ပေးခဲ့တာနဲ့နိုင်ဂျီးရီးယားကိုကူညီအားလုံးရပ်တန့်ပြီးစီးရရေးယူမယ်လို့ထရန့်ကချင်းချောက်ခဲ့တဲ့အကြောင်းတွေကိုဖော်ပြပေးလိုက်ပါတယ် ပရမဆုံးတင်ဆက်ပေးမယ့်အကြောင်းကတော့အော်တိုဘာလ၁ရက်နေ့မှာစတင်ခဲ့တဲ့အမေရိကန်အစိုးရရန်ရရက်ဆိုင်မှုဟာ36ရက်မြောက်ရှိလာခဲ့ပြီးတမိုင်းတစ်လျှောက်အချိန်ကြာဆုံးဖြစ်စံချိန်တင်ခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ်။ဒါထရန်လက်ထက်ပထမတက်တန်းတွင်အရှိကြာဆုံးဖြစ်တဲ့35ရက်ထက်ကျော်လွန်ခဲ့သလိုလက်ရှိကွန်ဂရက်လွှတ်တော်မှာလည်းသဘောတူညီကြရဖို့ရုန်းကန်နေရဆဲဖြစ်ပါတယ်။ဒီမိုကရက်နဲ့ရီပါဘလီကန်အမတ်တွေကြားတစ်ဖက်နဲ့တစ်ဖက် အလျှော်ပေးလိုတဲ့လက္ခဏာမျိုးမတွေ့ရသေးပေမဲ့လည်းဆွေးနွေးညှိနှိုင်းလိုတဲ့သဘောထားတွေတော့ပြတ်လာကြပြီပဲဖြစ်ပါတယ်။နောက်ဆက်တွဲဖြစ်အစိုးရဝန်ထမ်းအများစုကလောက်ခလာစာမရဘဲအလုတ်ဆက်လုပ်နေကြရပြီးပြည်သူတန်းချီအတွက်လည်းမရှိမဖြစ် လိုအပ်တဲ့အခြေခံဝန်ဆောင်မှုတွေမပေးနိုင်တော့တာမျိုးဖြစ်လာကြတာတွေ့ရပါတယ်။အမေရိကန်နိုင်ငံသား42တန်းကျော်ဟာဝင်ဝင်နေပါတဲ့လျှောက်အစိုးရထောက်ပံ့တဲ့စားနပ်ရိက္ခာအစီအစဉ်ပေါ်မိခိုနေရတဲ့အပြင်ဖက်ဒရယ်ဝန်ထမ်းပေါင်း1.4တန်းရဲ့လစာတွေပါမထုတ်ပေးနိုင်သေးတဲ့ကြောင်းဖော်ပြထားပါတယ်။ တကယ်လို့နောက်တစ်ပတ်ထဲမှာအစိုးရလုပ်ငန်းတွေပြန်ဖွင့်လာခဲ့ရင်အောင်စုစုပေါင်းပြည်ရင်းထုတ်ကုန်တန်ဖိုး GDP ရဲ့တိုးတက်မှုနှုန်းဟာနှီးကွေးသွားနိုင်တယ်ဆိုပြီးခန့်မှန်းထားပါတယ်။အမေရိကန်နိုင်ငံရဲ့ GDP ကိုတိရာခိုင်နှုန်းကနေနှစ်ရာခိုင်နှုန်းထိရော့ကျသွားစေနိုင်တဲ့ကြောင်းလွှတ်တော်ဆိုင်ရာဘတ်ဂျက်ရုံးအနေနဲ့လည်းထုတ်ပြန်ထားတာဖြစ်ပါတယ်။အဲဒီကြာစင်းမှုတွေဟာအချိန်နဲ့မျှပြန်ကောင်းလာမှာဖြစ်ပေမဲ့လည်းကြာကာလအတွင်းမှာဒေါ်လာ9ဘီလီယံကနေ14ဘီလီယံကြားပမာဏကိုတော့ဆုံးရှုံးရနိုင်တယ်ဆိုပြီးဖော်ပြထားပါတယ် ။လာမယ့်တောက်ကြန်နေ့မနက်ပိုင်းကစပြီးအဓိကကျတဲ့လေဆိပ်ပေါင်း40ရဲ့ခီးစဉ်တွေကို၁00ခန်းနှုန်းထိတဖြည်းဖြည်းချင်း short ချသွားမယ်လို့ပို့ဆောင်ရေးဝန်ကြီးရှောင်းတဖီကိုရိုင်3ပေးထားတာတွေ့ရပါတယ်။လုံးရက်စတင်ပါလာကအစိုးရအသုံးစရိတ်ဆံရဥရိမူချမ်းကိုအောက်လွှတ်တော်မှာအတီးပြုတ်ခဲ့ပြီးဖြစ်ပေမဲ့အထက်လွှတ်တော်မှာတော့14ချိန်မြောက်မဲခွဲဆုံးပြတ်ပြီးတဲ့အချိန်ထိအတီးပြုတ်နိုင်ခဲ့ခြင်းတော့မရှိသေးပါဘူး။ဒါကြောင့်နိုဝင်ဘာလ28ရက်ကျေးဇူးတော်နေ့မတိုင်ခင် Republican နဲ့ Democrat အမတ်တွေကြား ဘောတူညီချက်ရအောင်စိစက်ညှိနှိုင်းသွားဖို့ရှိနေပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းကတော့နျူကလ িয়ার လက်နက်စမ်းသပ်မှုတွေကိုပြန်လည်စတင်ဖို့အဆိုပြုချက်တွေပေးဖို့ရုရှားသမ္မတပူတင်ကအမိန်ပေးခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ်နုဒါဒီစတိတ်လက်နက် Вопрос серьезный. Ну давайте коллег послушаем. ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအမေရိကန်ဟာနျူကလ িয়ার နဲ့ပတ်သက်တဲ့စမ်းသပ်မှုတွေပြန်လုပ်မယ်လို့ပြီးခဲ့တဲ့ပတ်ကပြောခဲ့ပြီးတဲ့နောက်ပူတင်ကသူ့ရဲ့ထိတ်တန့်အရာရှိခဲ့တွေကိုအခုလိုအမိန်ပေးခဲ့တာပဲဖြစ်ပါတယ်။ရုရှားနိုင်ငံကနျူကလ িয়ার စမ်းသပ်မှုတွေကိုရပ်တန့်မဲ့လိုက်နာချက်ကိုအမြဲတမ်းလိုက်နာခဲ့ကြောင်းအမေရိကန်ဒါမှမဟုတ်အခြားနိုင်ငံတွေကနျူကလ িয়ার လက်နက်စမ်းသပ်မှုတွေပြန်လုပ်မယ်ဆိုရင်ရုရှားကလည်းစမ်းသပ်မှုတွေပြုလုပ်ရမှာဖြစ်တဲ့ကြောင်းပူတင်က ပြောဆိုခဲ့တာဖြစ်ပါတယ်။အမေရိကန်ကအခြေအနေကိုကာကွယ်ရေးဝန်ကြီးကပူတင်ကိုပြောခဲ့တာဖြစ်ပြီး ်နျူကလီးယားလက်နက်နဲ့ပတ်သက်ပြီးအပြည့်အစုံပြန်လည်စမ်းသပ်မှုတွေစတင်ဖို့အကြံပေးခဲ့တာပဲဖြစ်ပါတယ်။ကာဝေးရေးဝန်ကြီးဘီလိုဆော့ဖ်ကရုရှားရဲ့အာတိတ်ဒေသမှာစမ်းသပ်မှုတွေပြုလုပ်ဖို့ပြောဆိုထားတာဖြစ်ပါတယ်။တဆန်ရာဒူးအဖွဲ့တွေနဲ့ရက်ဘတ်အဖွဲ့တွေကိုဖြစ်နိုင်တဲ့အချက်လက်တွေအားလုံးစုစည်းဖို့နိုင်ငံရေးဝန်ကြီးနဲ့ကာဝေးရေးဝန်ကြီးတို့ကိုညွှန်ကြားချက်တွေပေးထားပါတယ်။လုံခြုံရေးကောင်စီမှာစစ်ဆေးမှုတွေခံယူပြီး နျူကလ িয়ার လက်နက်တွေကိုစမ်းတပ်ဖို့ပြင်ဆင်မှုတွေကိုစတင်နိုင်ဖို့သဘောတူညီမှုအစဉ်ခံစာပြုလုပ်ခိုင်းထားပါတယ်လို့ပူတင်ကပြောဆိုခဲ့တာဖြစ်ပါတယ်။အမေရိကန်နိုင်ငံဟာနျူကလ িয়ার လက်နက်စမ်းတပ်မှုကို1992ခုနှစ်ကနောက်ဆုံးပြုလုပ်ခဲ့ပြီး ပြင်သစ်နဲ့တရုတ်နိုင်ငံတို့က1996ခုနှစ်ကနောက်ဆုံးပြုလုပ်ခဲ့တာတွေ့ရပါတယ်။ဆိုဗီယက်ယူနီယံကတော့နျူကလ িয়ার စမ်းတပ်မှုတွေကို1990ခုနှစ်မှာနောက်ဆုံးပြုလုပ်ခဲ့ပြီးရုရှားနိုင်ငံကဆိုဗီယက်ရဲ့နျူကလ িয়ার လက်နက်တွေကိုဆက်ခံခဲ့တာဖြစ်ကား

အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကချင်းချောက်ခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ် If the Nigerian government continues to allow the killing of Christians the USA will immediately stop နိုင်ဂျီးရီးယားနိုင်ငံကခရစ်ယာန်ဘာသာဝင်တွေကိုတပ်ဖြတ်နေမှုကိုမနှိမ်နှင်းမှုဆိုရင်အမေရိကန်ပြည်ထောင်စုကအာဖရိကနိုင်ငံကိုအကူအညီတွေထောက်ပံ့မှုတွေအားလုံးရပ်တန့်ပြစ်တော့မှာဖြစ်ပြီးနိုင်ဂျီးရီးယားနိုင်ငံတွေကိုစေရေးရရေးယူဆောင်ရွက်ဖို့ဝင်ရောက်ရလိမ့်မယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကနိုဝင်ဘာလ9ရက်နေ့မှာပြောကြားခဲ့တာပဲဖြစ်ပါတယ် နိုင်ဂျီးရီးယားနိုင်ငံနေနဲ့ကြိုက်နှစ်သက်မှာမဟုတ်တဲ့ကိစ္စတွေကိုအမေရိကန်ကလှုံ့ဆော်သွားမှာဖြစ်ပြီးအခုကဂုံတိတ်ခါကြာဆင်းနေတဲ့နိုင်ငံကိုလက်နက်ကန်ဝင်ရောက်ပြီးကြောက်စရာကောင်းတဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေကိုကျူးလွန်နေတဲ့အစ္စလမ်အကြမ်းဖက်သမားတွေကိုလုံးဝဖယ်ရှားပစ်ဖို့ရည်ရထားတဲ့အကြောင်းထရန့်ကပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ဘက်ကထရန့်ဟာဘာသာရေးလွတ်လပ်ခွင့်ကိုချိုးဖောက်တဲ့နိုင်ငံများဆင်းမှာနိုင်ဂျီးရီးယားကိုပြန်လည်ထယ်သွင်းခဲ့ပြီးနိုမာလာတရက်နေ့မှာတော့ ရန့်ကနိုင်ဂျီးရီးယားဟာခရစ်ယာန်တွေပေါ်တပ်ဖြတ်မှုတွေကိုမရက်တဘူးဆိုရင်အမေရိကန်ကာကွယ်ရေးဌာနကိုဖြစ်နိုင်ခြေရှိတဲ့လုံဆောင်ချက်တွေအတွက်ပြင်ဆင်ထားဖို့ညွှန်ကြားထားတဲ့ကြောင်းပြောဆိုထားပါတယ်။နိုင်ဂျီးရီးယားကိုဘာသာရေးလွတ်လပ်ခွင့်ချိုးဖောက်တဲ့နိုင်ငံဖြစ်တတ်မှတ်တဲ့အမေရိကန်ကဆုံးဖြတ်ချက်ကြောင့်နှစ်နိုင်ငံကြားတန်တမန်ဆက်ဆံရေးကိုတင်းမာစေခဲ့တာပဲဖြစ်ပါတယ်။နိုင်ဂျီးရီးယားအစိုးရကတော့ဘာသာရေးလွတ်လပ်ခွင့်ချိုးဖောက်မှုဆွဆွဲချက်တွေနဲ့ပတ်သက်ပြီးအမေရိကန်ပြည်ထောင်စုကအထူးစိုးရိမ်ဖွယ်နိုင်ငံဖြစ်တတ်မှတ်ခြင်းကိုပယ်ချခဲ့ပြီး ဒီလိုရဟာသတင်းအချက်အလက်အမှားတွေနဲ့မှားယွင်းတဲ့ဒေတာတွေပေါ်အခြေခံတာဖြစ်တဲ့ကြောင်းတုံ့ပြန်ပြောဆိုထားပါတယ်။နိုင်ဂျီးရီးယားကာကွယ်ရေးဦးစီးချုပ်ကနိုင်ဂျီးရီးယားနိုင်ငံဟာခရီးယန်ဘာသာဝင်တွေပေါ်နှိပ်စက်ညှဉ်းပန်းမှုမဟုတ်ဘဲအကြမ်းဖက်မှုကိုရင်ဆိုင်နေရတာဖြစ်ကြောင်းနဲ့နိုင်ဂျီးရီးယားသမ္မတနိုင်ငံရဲ့နေမြေပိုင်နက်ကိုလေးစားသမှုရှိနေသည့်အစ္စလာမစ်သဘုံတွေကိုတိုက်ဖျက်ရမှာအမေရိကန်ရဲ့အကူအညီကိုကြိုးစားမှာဖြစ်တဲ့ကြောင်းနိုင်ဂျီးရီးယားသမ္မတရုံးကပြောကြားထားတယ်လို့ဆိုပါတယ်။ ပြည်ညာရေးဝန်ကြီးမိုဟာမက်အီဒရစ်ကအချမ်းဖတ်မှုကြောင့်ခရစ်ယာန်တွေရောမွတ်စလင်တွေပါနှမျိုးလုံးကိုထိခိုက်စေပြီးအစိုးရအနေနဲ့စစ်ဆင်ရေးလှုပ်ဆောင်မှုဒေသတွင်းပူးပေါင်းဆောင်ရွက်မှုတွေအပြင်နိုင်ငံကမိဖတ်တွေနဲ့ဆွေးနွေးမှုတွေကတဆင့်အစိုးရအချမ်းဖတ်တွေကိုအဆုံးသတ်ဖို့ကတိပြုကြောင်းပြောဆိုထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းကတော့ American ပိတ်ဆို့မှုတွေကရန်စနှောက်ယှက်နေတာဖြစ်ကြောင်းနဲ့ တုံ့ပြန်ဖို့စီစဉ်နေပြီဖြစ်ကြောင်းမြောက်ကိုရီးယားနိုင်ငံကပြောဆိုခဲ့တဲ့အကြောင်းကိုဖော်ပြပြလိုက်ပါတယ်။မြောက်ကိုရီးယားဟာဒဏ်ခတ်ပိတ်ဆို့မှုတွေချမှတ်ပြီးသူ့နိုင်ငံကိုရန်စနှောက်ယှက်နေခြင်းအတွက်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အဆိုအရကိုဝေဖန်ပြစ်တင်ခဲ့ကအဲလိုအလားတူတုံ့ပြန်သွားမယ်လို့ကြေညာပြုခဲ့တဲ့အကြောင်းနိုင်ငံပိုင်း KCND သတင်းဌာနကဖော်ပြထားပါတယ်။အမေရိကန်ဗန္ဓာရေးဌာနဟာမြောက်ကိုရီးယားရဲ့လက်နက်အစီအစဉ်တွေအတွက်ရန်မုံငွေဖြတ်တောက်ဖို့ရွေတဲ့လှုပ်ရှားမှုတစ်ခုအဖြစ် မြောက်ကိုရီးယားရဲ့စိုက်ဘာဆက်ဆက်ဝေကြီးခွာချမှုအစီအစဉ်မျိုးမျိုးမှာပါဝင်ပတ်သက်နေတယ်လို့ဆိုတဲ့ပုံကို၈ဦးနဲ့အဖွဲ့အစည်းနှစ်ခုကိုနိုမာလာ၄ရဲ့အင်္ဂါနေ့ကပိတ်ဆို့ရေးယူခဲ့တာပဲဖြစ်ပါတယ်။လက်ရှိအမေရိကန်ဆိုရဟာမြောက်ကိုရီးယားနိုင်ငံကိုအဆုံးအထိရန်လိုပြီးစိတ်နှောက်ရှက်ပေးခြင်းနဲ့သူတို့ရဲ့ယက်တီချက်သဘောထားကိုဖော်ပြနေသည့်ကျွန်တော်တို့လည်းစိတ်ရှည်ရှည်ထားပြီးတူညီတဲ့နီလန်တိုင်းတုံ့ပြန်သွားမှာပါလို့ KCN ကထုတ်ဖော်ပြောဆိုထားပါတယ်။ မြောက်ကိုရီးယားနဲ့အမေရိကန်ပြည်ထောင်စုတို့ဟာလာမယ့်နှစ်အစောပိုင်းမှာထိပ်သီးဆေးဝေးတစ်ခုကျင်းပနိုင်ချေမြန်မာကြောင်းတောင်ကိုရီးယားထောက်လိုင်းအေဂျင်စီကအခုသတင်းပတ်မှာပြောဆိုထားပါတယ်။အမေရိကန်သမ္မတထွန်းဟာပြီးခဲ့တဲ့လကအာရှခီးစဉ်တွင်မြောက်ကိုရီးယားကောင်းဆောင်ကင်ဂျွန်အင်းနဲ့တွေ့ဆုံဖို့အချင်းချင်းတောင်းဆိုခဲ့ပြီးအနာဂတ်တွေ့ဆုံမှုအတွက်လမ်းဖွင့်ထားရလဲတွေ့ရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းကတော့ Trump အခုထွက်သွားဆိုတဲ့ကြွေးကြော်သံတွေနဲ့ ်အမေရိကန်နိုင်ငံဝါရှင်တန် DC မြို့မှာဆန္ဒပြသူတွေကစုဝေးဆန္ဒပြခဲ့တဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်သမ္မတဖြစ်ပြန်လဲရွေးကောက်ခံရပြီးတစ်နှစ်ပြည့်တဲ့နေ့မှာဆန္ဒပြချီတက်ပွဲတွေပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်ဆန္ဒပြသူတွေက National Mall မှာစုဝေးခဲ့ကြပြီးလွှတ်တော်အထိကြီးတက်ဆန္ဒပြခဲ့ကထရန့်အခုထွက်သွားဆိုတဲ့စာတမ်းတွေကိုကန်ဆောင်ပြီးလူထောင်ပေါင်းများစွာကြီးတက်ခဲ့တာပဲဖြစ်ပါတယ် ကျွန်တော်တို့တေချာတဲ့အလုတ်ကင်လိုအပ်ပါတယ်တေချာတဲ့လှုပ်ဆောင်မှုတွေလိုအပ်ပါတယ်ဒီမျိုးတော့ဟာကျွန်တော်တို့အကြမ်းမဖက်ပဲဆန္ဒဖော်ထုတ်ခွင့်တွေလည်းလိုအပ်နေပါတယ်ဒီမျိုးတော့မှာတန်းတူခွင့်ရရရှိမှုနဲ့ပတ်သက်တဲ့လှုပ်ရှားမှုတွေအများအနေလှုပ်ဆောင်တင်ပါတယ်လို့ဆန္ဒပြပွဲမှာပါဝင်တဲ့ William Scott Kelly ကပြောဆိုထားပါတယ်ဒီဆန္ဒပြပွဲကို Facet Water စန့်ကျင်တဲ့အဖွဲ့ကအစိပ်ပိုင်းတစ်ခုပြည့်ဥဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီးအမျိုးသားရေးတကြွလှုပ်ရှားသူများကဒီမိုကရေစီနဲ့ရပ်ဘက်ခွင့်ရတွေချင်းချောက်မှုတွေကို အကြမ်းမဖက်ဆန္ဒပြဖို့လူအောင်များစွာကိုစူဝေးဆန္ဒပြခဲ့တာဖြစ်ပါတယ်။ဆန္ဒပြသူတွေဟာတံပြန်ကြွေးကြောင်တန်းတွေစာရွန်းနေကိုင်ဆောင်ပြီးခြိတက်ဆန္ဒပြခဲ့တာတွေ့ရပါတယ်။ဆန္ဒပြပွဲမှာပါဝင်သူတွေဟာထရန့်အာနာဖေရှားခံရတဲ့အထိစီယုံဆန္ဒပြမှုတွေပြုလုပ်သွားမယ်လို့ပြောဆိုထားပါတယ်ခင်ဗျာ။ ောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းကတော့ AI developer တွေကို Elizabeth ဘီမာဂျီရဲ့2025 engineer စုချားပြင်ကချီးမြှင့်ခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ်။ချားပြင်ကနိုဝင်ဘာလ9ရက်နေ့ကလန်ဒန်မှာရှိတဲ့စိန့်ဂျိမ်းနန်းတော်မှာ AI နည်းပညာကိုဖန်တီးခဲ့သူ9ဦးကို engineer ထူးချွန်စုတွေပေးရချီးမြှင့်ခဲ့တာပဲဖြစ်ပါတယ်။လူမှုအကျိုးပြုလုပ်ငန်းအတွက်ကျိုးပြုတဲ့အင်ဂျင်နီယာပညာရှင်တွေကိုနှစ်စဉ်ပေါင်9သိန်းချီးမြှင့်တာဖြစ်ပြီး ဒီနှစ်အတွက် AI နည်းပညာဖန်တီးသူတွေကိုချီးမြှင့်ဖို့ရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်။အဲဒီထဲမှာ machine learning ကိုအခြေခံကြတဲ့နေ့စဉ်သုံးဖြစ်ဖန်တီးခဲ့တဲ့ Rosho Abanjo, Jeffrey Hunter, John Hoff, Yaluka တို့နဲ့ Nvidia က Jensen Huang, Biden Li တို့အပါအဝင် Imminent ဖန်တီးသူ Fei Fei Li တို့ကိုလည်းချီးမြှင့်ခဲ့တာတွေ့ရပါတယ်။အဲဒီစူပေးပွဲမှာ Jensen Huang ကိုချားပြင်က 2023ခုနှစ်ကမ္ဘာပထမဆုံး AI ထိတိစီဝေးပွဲမှာပြောခဲ့တဲ့မေကွန်းပါတဲ့စာတစောင်ကိုပေးအပ်ခဲ့တာတွေ့ရပါတယ်။အဲဒီစာထဲမှာ AI ရဲ့အနေရကိုကောင်းတဲ့ဘက်မှာအသုံးချဖို့လုံခြုံမှုရှိဖို့လိုအပ်တယ်ဆိုတာနဲ့မကောင်းတဲ့ဘက်မှာအသုံးပြုနိုင်တယ်ဆိုတဲ့သတိပေးချက်တွေလည်းပါဝင်တယ်လို့ဂျန်ဆန်ဟူဇန်ကပြောဆိုထားပါတယ်။ချားပြင်ဟာအဲ့ဒီစုချင်းမြင့်ပွဲမှာ2024ခုနှစ်အတွက်လေအားစွမ်းရည်လေးလာသူအန်ဒရူးဂျာရက်နဲ့ဟန်ရစ်စိုက်ဒဲတို့ကိုလည်း2024ခုနှစ်အတွက်စုရီချင်းမြင့်ခဲ့ပါသေးတယ်။ ်မြန်မာကြီးအလီဇဘတ်ဆုကိုကမ္ဘာပေါ်မှာရှိတဲ့လူမှုအကျိုးပြုအင်ဂျင်နီယာပညာရှင်တွေကိုပေးရတဲ့လွတ်လပ်တဲ့ဖောင်ဒေးရှင်းဖြင့်2012ခုနှစ်မှာစတင်ခဲ့တာပဲဖြစ်ပါတယ်2013ခုနှစ်မှာတော့ပထမဆုံးကြိမ်အင်ဂျင်နီယာဆုပေးရခဲ့တာတွေ့ရပါတယ်ခင်ဗျာနောက်ဆုံးတင်ဆက်ပေးမယ့်အကြောင်းကတော့ Kemriki Typhoon မုန်တိုင်းကြောင့်ဖိလစ်ပိုင်နိုင်ငံမှာလူသေဆုံးမှု134ဦးထိမြင့်တက်ခဲ့ပြီး နိုင်ငံအဆင့် BN ရဲ့ဖြစ်ဖိလစ်ပိုင်သမ္မတမာကော့စ်ဂျူနီယာကကြေညာခဲ့တဲ့ကြောင်းပဲဖြစ်ပါတယ်မုံနှံကြောင့်စီဘူးမြို့မှာရေလွှမ်းမိုးခဲ့ပြီးစီဘူးတမြို့ထဲမှာ82ဦးသေဆုံးခဲ့တယ်လို့သတင်းတွေကထုတ်ပြန်ထားပါတယ် လူပေါင်း129ဦးပျောက်ဆုံးနေပြီး80ဦးဒဏ်ရာနေတယ်လို့လည်းတောင်းရှိသူတွေကဆိုပါတယ်။စီဘူးခရိုင်အာနာပိုင်တွေကတော့လူ28ဦးသေဆုံးတဲ့အစင်းကမြို့သားကာကွယ်ရေးအဖွဲ့ထုတ်ပြန်ကြတဲ့မှာမပါဘူးဆိုပြီး AFP သတင်းဌာနရဲ့ဖော်ပြချက်မှာဖော်ပြထားပါတယ်။ကဲမေဂီမုံတိုင်းဟာဂျာသာပရီနေမနက်ကဖိလစ်ပိုင်နိုင်ငံကထွက်ခွာပြီး VN အလဝိုင်းကိုဥတည်နေတာ ဖြစ်ပါတယ်။ဖိလစ်ပိုင်ဒေသခံတွေကလက်ရှိအချိန်မှာပျက်စီးရှင်းလင်းမှုတွေလှုပ်ဆောင်နေပြီးကူညီမှုတွေအများကြီးလိုအပ်နေပါသေးတယ်။ သမရမာကိုဂျူနီယာကတော့ကြာသပတေးနေ့မှာသတင်းတောက်တွေနဲ့တွေ့ဆုံခဲ့ပြီးနောက်ထပ်မုံတိုင်းတစ်ခုလာဖို့ရှိတယ်လို့လည်းပြောဆိုခဲ့ပါတယ်ဒေတာ၁၀ခုကနေ၁၂ခုထိမုံတိုင်းတန်ကိုခန်းစားခဲ့ရပါတယ်ဒါကကျွန်တော်တို့နိုင်ငံအတွက်တဘာဝဘေးအန္တရာယ်ကြီးပါလို့မာကိုဂျူနီယာကပြောဆိုခဲ့ပါတယ်မုံတိုင်းကြောင့်ဖိလစ်ပိုင်နိုင်ငံမှာလူသေဆုံးမှုအများကြီးဖြစ်ပွားခဲ့တယ်လို့ပစ္စည်းဥစ္စာနဲ့အလုပ်ကိန်းတွေပါဆုံးရှုံးခဲ့ကအစိုးရကအစားအသောက်နဲ့အကူအညီပေးရတဲ့အရေးပေါ်လိုအပ်နေတာပဲဖြစ်ပါတယ် မုံတိုင်းရောက်စီဘူးဒေသမှာလူ၄သိန်းကျော်ဘေးလွယကိုရွှေ့ပြောင်းခဲ့ရတယ်လို့အမျိုးသားတဘာဝဘေးရန်ရဲ့အေဂျင်စီကပြောဆိုထားပါတယ်။ဒေသုံသူတွေထဲမှာစီဘူးမြို့တောင်ဘက်မှာကယ်ဆယ်ရေးအတွက်အကူအညီပေးနေတဲ့စစ်ဟယ်လီကော်ပတာတစ်စင်းပြတ်ကျပြီးလူ၆ဦးဒေသုံမှုလည်းပါဝင်တယ်လို့ဆိုပါတယ်။တီနိုလို့ခေါ်တဲ့ကဲမေဂီမုံတိုင်းဟာဒီနှစ်အတွင်းဖိလစ်ပိုင်ကိုဝင်ရောက်ခဲ့တဲ့အကျိန်း20မြောက်အပူပိုင်းဆိုက်ကလုန်းမုံတိုင်းလည်းဖြစ်ပါတယ်။ဖိလစ်ပိုင်နိုင်ငံကိုပြီးခဲ့တဲ့စက်တင်ဘာလတုန်းကစူပါတိုင်ဖွန်းမုံတိုင်း ရာဂါဆာဝင်ရောက်ခဲ့ပါသေးတယ်။ကဲမေဂီမုန်တိုင်းဟာတနအီကိုကီလိုမီတာ150လုံးနဲ့တိုက်ခတ်ခဲ့တာဖြစ်ပြီးအဆောက်အဦတွေတီးနှံကင်းတွေပျက်စီးခဲ့သလိုရေကြီးမှုဖြစ်ပွားကလူသေဆုံးမှုတိုးလာခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါနိုင်ငံတကာသတင်းတွေကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ကျွန်တော်အေးစားပါ